Great Chan 11တွေ့အကြောင်းသူကြောင်းသားတွေအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့စာမုပ်ပွဲနီးနေတဲ့အခါမှာစာတွေမရလို့အခက်အခဲတွေဖြစ်နေကြလား grammar တွေမဖြေနိုင်လို့ read the passage တွေနားမလည်လို့အဆင်မပြေဖြစ်နေကြလားအဲ့ဒါဆိုရင်တော့ဆရာရဲ့သင်တန်းလေးနဲ့မိတ်ဆက်ပေးခြင်းနဲ့ဒီသင်တန်းလေးကတော့ဆရာတို့စာမုပ်ပွဲအတွက်အနီးက class လေးပေါ့နော်။ဘာသင်တန်းလေးလဲဆိုတော့ Great Chan 11 Twelve Grammar သင်တန်းလေးရှိမယ်။နောက်ပြီးတော့ Great Twelve Read the Passage သင်တန်းလေးရှိမယ်နော်။အဲ့တော့သင်တန်းနဲ့ပတ်သက်ပြီးတော့ဘာတွေသင်တန်းလုပ်ပေးနိုင်လဲဆိုရင်တော့ grammar ဆိုရင် notes တွေကို မှတ်လို့ရအောင် PDF ဖိုင်တွေဖြစ်ဖြစ်ဆရာက notes တွေကိုချပေးထားတယ်အဲ့ notes တွေကိုယူပြီးတော့ grammar တွေကိုဖြေလို့ရတယ်ပြီးသွားရင် မေကွန်ဟောင်းအစင်းမေကွန်ဟောင်းပေါ့နော် grade 12အစင်းမေကွန်ဟောင်းကဟာတွေကိုလည်းဆရာကဖြေပြပေးတယ်ရှင်းပြပေးတယ် ဖတ်စာတို့ထဲက grammar တွေဒါမကဘူးအစင်းမိကုန်းဟောင်းလေးပါဖြည့်ပြပေးပေးတယ်ပေါ့နော်ပြီးတော့ read the passage လဲအဲ့တိုင်းပဲပေါ့နော်ဖတ်စာတို့ထဲကမိကုန်းလေးဒါမကဘူးအစင်းမိကုန်းလေးကိုဖြည့်ပြပေးတယ်လက်ရှိမှာလဲတင်တဲ့အားလုံးပေါင်းရင်တင်တဲ့ကြားပေါင်း600ကျော်တက်နေတဲ့အတန်းဖြစ်ပါတယ်အဒီ summer ဘွဲအတွက်ပေါ့နော် တင်နန်းသားတွေကိုအကုန်ညွှန်ကြားချက်တွေရောဗီဒီယိုဖိုင်တွေရောဆရာတင်ကြားပို့ချပေးထားပါတယ်ပြီးတော့ notes တွေလည်းဆရာချပေးထားတယ်ဆရာတင်နန်းမှာဆရာစီမှာတက်နေတဲ့တင်နန်းသားတွေကတော့အခုဆမ်မိုဝဲတော့ကတော့လုံးဝခြေနိုင်မယ်လို့ဆရာကတော့ယုံကြည်နေပါတယ်တင်နန်းလေးကိုစုံစမ်းလို့လဲဆိုရင် Telegram အတင်ထုံး90မှာလာပြီးစုံစမ်းလို့ရတယ် review တွေပါလေဆရာပြောမနေတော့ဘူးဆရာ TikTok အကောင့်ထဲမှာဗီဒီယိုဖိုင်တွေအများကြီးရှိတယ်အဲ့မှာဆရာဘလို့တင်လဲဆိုတာကိုတိကျကြည့်ကြည့်ပြီးတော့မှအဆင်ပြေတယ်ဆိုမှလာတက် ဟုတ်ပြီနော်အဲ့တော့အားလုံးကိုတင်တန်းမှာတွေ့ဆုံမယ်ဆရာစောင့်မျှော်နေပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်